တချို့တော့စဉ်းစားကြည့်အောင်ကိုကိုတကယ်ပဲဘယ်ຢာကထိန်းချုပ်နေရလဲအဖြေကထင်မထားလောက်အောင်ယူရှင်းနေနိုင်ပါတယ်အဲ့ဒါကတော့ဒီစကားလေးပါပဲကိုကိုဒေါသထွက်စေတဲ့အရာကကိုကိုထိန်းချုပ်ပါလာပဲတဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒေါသရဲ့ဖြက်စီးနိုင်စွမ်းဘလော့ကြီးလဲပြီးတော့အဲ့ဒီຢာကိုဘလိုကျွမ်းကျင်အောင်ထိန်းချုပ်မလဲဆိုတဲ့နီးလန်းတွေကိုအတူတူကြည့်သွားကြမှာပါကဲရန်သူကိုမတိုက်ခိုက်ခင်ရန်သူအကြောင်းသိရမယ်ဆိုသလိုပေါ့ ဒေါတာကိုထိန်းချုပ်ခြင်းရင်အရင်ဆုံးသူကဘာလဲဘလို့အလုပ်လုပ်လဲဆိုတာကိုနားလည်ဖို့လိုပါတယ်။ဆိုတော့ကို့အတွင်းထဲကရန်သူရဲ့ပုံစံကိုအရင်ဆုံးလေ့လာကြည့်လိုက်အောင်။ဒေါတာဆိုတာကလေနည်းနည်းလေးစိတ်တိုတာကနေစပြီးတော့ပေါက်ခွဲထော်တော်လောက်တဲ့အထိအဆင့်တွေအများကြီးရှိနိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့အရင်မြက်ကိုတူးဆွမ်းကြည့်လိုက်ရင်လေအဓိကကတော့ဒါဟာချင်းချော့ခံရတယ်လို့ခံစားလိုက်ရတဲ့အခါမှာပေါ်လာတဲ့ကြောက်စိတ်တမျိုးပဲဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ဒေါတာထွက်ပြီးဆိုတာနဲ့လေခနာကိုက တိုက်မလားပြဲမလားဆိုတဲ့ fight or flight mode ကိုချက်ချင်းရောက်သွားတယ်။နှလုံးကဒိန်းဒိန်းမြင့်အောင်ခုန်လာမယ်။တွဲပေါင်ချင်းလေးတက်လာမယ်။ adrenaline hormone တွေကလည်းတလဟော့ထလာတော့တာပဲ။အဲ့ဒီအချိန်မှာအာယုံအားလုံးကတခုတည်းကိုပဲဥတီသွားတယ်။အဲ့ဒါကကိုယ့်ကိုယ်ကိုကာကွယ်ဖို့ပဲ။ဆိုတော့ဒါကစိတ်ခံစားမှုတစ်ခုတည်းမဟုတ်တော့ဘူး။တကယ်ကိုရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကြီးတစ်ခုဖြစ်နေတာပါ။တော်တာကဘလော့တန်ဖိုးကြီးတဲ့ဆိုတာကိုအချိန်နဲ့တိုင်းကြည့်လို့ရပါတယ်။ဒီစကားလေးကတက်ကိုထိမိပါတယ်။ဒေါသထွန်နေတဲ့တိမိနေတိုင်းရလေး တကယ်တော့ပျော်ရွှင်စရာစက္ကန့်60ကိုဆွန့်လွှတ်လိုက်ရတာနဲ့အတူတူပဲတဲ့စဉ်းစားကြည့်လေကိုယ့်ရဲ့ပျော်ရွှင်မှုအစစ်မှန်တယ်တိုက်ရိုက်လက်လက်နေရတာမဟုတ်လားဒါဆိုဒိုးသားကဘီခန်းကြီးစတာလေသူ့ရဲ့အရင်မြစ်ကပါလေအဓိကကတော့ကိုထားရှိထားတဲ့မျောလွင့်ချက်ဒီမပြည့်ဝတဲ့ခါမှစတာပါပဲအစပိုင်းတော့စစ်ပြစ်မှုလေးတွေနဲ့စတယ်အဲ့ဒါဒီမြလာတဲ့ခါမှာတော့တဖြည်းဖြည်းနဲ့နာချီခါတိမှုဆိုတဲ့အခြေအနေအထိကိုရောက်သွားတော့လာပါဒီဥမာလေးကတကယ်ကိုမှတ်သားစရာပဲ ောတာဆိုတာက acid လိုပဲတဲ့တခြားတယောက်ယောက်ပေါ်တွန်ချလိုက်တတ်တဲ့အဲ့ဒီ acid ကိုတိုလောင်ထားတဲ့ကိုယ့်ရဲ့အတွင်းစိတ်ကပိုပြီးပျက်စီးစေတယ်တဲ့ရှင်းရှင်းလေးပါပဲမဖြစ်ရှင်းပဲစစ်ထဲမှာပဲမျိုတိတ်ထားတဲ့ဒေါသကနောက်ဆုံးမှကိုကိုကိုပဲပြန်ပြီးတိတ်ဆောက်ဖျက်စီးနေတာပါဒေါသကကိုကိုကိုပြန်ဖျက်ဆီးနိုင်တယ်ဆိုတာသိပြီဆိုတော့အဲ့ဒီလမ်းကြောင်းကနေဘလို့ယုံထွက်မလဲအရေးကြီးတဲ့အဖြေကရွေးချယ်မှုမှပဲရှိပါတယ်ကိုကတားကောင်ဘဝမှာပဲနေမွနေမလား ဒါမှမဟုတ် online တို့ဖြစ်ပြန်လဲယုံထွက်နိုင်မလားဆိုတာက ကိုဘလို့တွန့်ပြမလဲဆိုတဲ့အပေါ်မှာပဲမူတည်နေပါတယ်။အခဲအခဲတခုကြုံလာတိုင်းမှာလေကျွန်တော်တို့ရှေ့မှာလမ်းနှစ်သွယ်အမြင်ရှိတယ်။ဒီလမ်းကတော့တားကောင် mindset နဲ့နာကြီးမှုတွေညီညူမှုတွေနဲ့ပဲအချိန်ကုန်သွားမှာလမ်းနောက်ဒီလမ်းကတော့ online တို့ mindset နဲ့အဲ့ဒီအခဲအခဲကိုခံနိုင်ရည်ရှိရှိကြိုလွားပြီးပိုကောင်းတဲ့သူတယောက်ဖြစ်လာအောင် ကြိုးစားမှာလမ်းဘလန်းကိုရွေးမလဲဆိုတာကတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပါပဲ။ ကောင်းပြီရွေးချယ်မှုလုပ်မယ်လို့ဆုံးဖယ်ပြီးပြီဆောင်းရင်လက်တွေ့မှာကောပါတယ်လောက်ရမလဲဒေါသအကိုထိထိရောက်ရောက်ကွန်တန်နံပဲနီလိုင်းကောင်းသုံးမျိုးကိုအခုပဲလေးလာကြည့်လိုက်ရအောင်ဒေါသကိုကိုက်တော်ဖြည့်ရှင်တဲ့နေရာမှာအ धिक ချင်းကပုံသုံးမျိုးရှိပါတယ်ပထမတစ်ခုကထုတ်ဖော်ပြတာ expressing ဒုတိယတစ်ခုကဖိနေထားတာ suppressing နဲ့တတိယတစ်ခုကတော့စက်ကိုတင်းရင်အောင်လုပ်တာ coming down ပါပဲတဆိုကြမ်းမာတဲ့နီလန်းနဲ့မကြမ်းမာတဲ့နီလန်းပါကွာလေဥပမာ expressing မှာဆိုရင် ကြားမာတဲ့နီးကတခြားသူကိုမထိခိုက်စေပဲကိုယ့်ရဲ့လိုအပ်ချက်ကိုရှင်းရှင်းလင်းလင်းပြောပြတာမျိုးပါ။အော်ဟစ်ပေါက်ကွဲတာမျိုးမဟုတ်ဘူး။ suppressing မှာလည်းဒီတိုင်းပဲ။တော်တာကို လီလူရှူပြီးမြို့သူထားလိုက်ရင် ကိုယ့်ကြားမာရေးကိုပဲထိခိုက်စေနိုင်တယ်။အဲ့ဒီအစားအဲ့ဒီ swan and go အဖြူသဘောဆောင်တဲ့ဖြစ်ရှင်တွေတစ်ခုခုအဖြစ်ပြောင်းလဲအထုံးချတာကကြားမာတဲ့နီလန်းပါပဲ။သောတာကဟုံးကနေထွက်လာတဲ့အခါမှာလေချက်ချင်းတုံပြန်လိုက်မဲ့အစားခနာလေးပဲခနာလေးပဲအချင်းယူပြီး ိုကိုကိုဒီယိုရှင်းတဲ့မိခွန်လေးတွေပြန်မေးကြည့်ပါဒါကအချင်းတွေကိုရှုထုံပြောင်းပေးမယ့်နိုင်အောင်ကူညီပါလိမ့်မယ်ပရမသုံးမိခွန်အခုဖြစ်နေတဲ့ကိစ္စက နောက်ကပတ်လောက်ကြာရင်ရောတကယ်ပဲအရေးပါနေသေးမှာလားကောင်းပြီဒါဆိုနောက်ထပ်လည်းရောနောက်ထပ်လည်းနေရောဒီကိစ္စကခုအတွက်အရေးကြီးနေတော့မလားနောက်ဆုံးတစ်ခုနောက်တစ်နေ့ပြည့်တဲ့အခါတော့ဒီကိစ္စကိုပြန်စဉ်းစားမိနေအောင်မလားများသောအားဖြင့်တော့လေဒီမေဟွန်း၃ခုကိုဖြည့်ကြည့်လိုက်တာနဲ့တင်း ကိုတို့ဒေါသထွက်နေတဲ့ပြဿနာအများစုဟာရေရှည်မှာဘာမှအရေးမပါဘူးဆိုတာကိုသဘောပေါက်သွားပါလိမ့်မယ်။စိတ်ကိုချစ်ချင်းဒီနေရာကိုလုံနေတဲ့လက်တွေ့နီလန်းလေးတွေလည်းရှိပါသေးတယ်။ဥပမာအဲ့ဒီနေရာကနေခဏထွက်သွားတာ။ဘိုက်ထဲကနေအတက်ပင်းပင်းရှူတွင်ရှူထုတ်လို့တာမျိုးပေါ့။တကယ်လို့အရန်ဒေါသထွက်နေတရာအထိရေတွက်ချီပါ။ဒါဒီအားလုံးကဦးနောက်ကိုအချိန်နည်းနည်းပေးပြီးပြန်စင်းစားစေတဲ့နီလန်းနေပါ။ယောဂလိုမျိုးပေါပပပလေ့ကျင့်ခန့်လို့တာတာလဲစိတ်ကိုကြီးလင်းစေတဲ့ဟော်မုန်းတွေထွက်လာစေလို့တကယ်ကိုထိရောက်ပါတယ် အခုပြောသားရဲ့နီလန့်တွေကဒေါသထွက်လာတဲ့အခါချက်ချင်းသုံးလို့ရတဲ့ first aid တွေလိုပါပဲဒါပေမဲ့တကယ်ကိုကျွမ်းကျင်ပိုင်နိုင်မှုအဆင့်ကိုရောက်ချင်နေဆိုရင်တော့ရေတို့ဖြည့်ရှင်နည်းတွေထွက်ပိုတဲ့အရာတစ်ခုလိုအိုက်လာပါပြီအဲ့ဒါကတော့ကိုယ့်ရဲ့စိတ်နေစိတ်ထားမိုင်းစစ်တစ်ခုလုံးကိုပြောင်းလဲပြဖို့ပါပဲ ဆွန်လွချင်းရဲ့တံပိုးကိုဖះရှင်ရဲ့ဒီစကားကအကောင်းလုံးတက်တည်ပြနေပါတယ်။ဒေါသကိုစိတ်ထဲမှာဆုတ်ခိုင်းထားတာကလေတခြားတယောက်ကိုဖြစ်ပေါက်ဖို့အတွက်မိခဲဘူးကြီးတခုကိုကိုယ်လက်ထဲမှာကင်ထားတာနဲ့အတူတူပဲနောက်ဆုံးမှာတော့ကိုယ်ကိုယ်တိုင်ပဲအပူလောင်တံကိုခံရမှာတဲ့။ဆိုတော့အဲ့ဒီမိခဲဘူးကိုလွတ်ချပြီးကိုယ့်ရဲ့ပျော်ရွှင်မှုကိုပြန်ရယူဖို့တောင်းချက်ကပါလေ။အဲ့ဒါကတော့ခွင့်လွှတ်ခြင်းပါပဲ။သူတပားကိုရောကို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 ပါခွင့်လွှတ်နိုင်စားပါ။ တကူမထားမှာကခွင်လွတ်တဲ့ဆရာအားနဲ့လို့မဟုတ်ပါဘူးတကယ်ကိုစိတ်သက်ခိုင်မာလေအားရှိတဲ့သူတွေသာလွတ်နိုင်တဲ့အရာပါဒီလို mindset မျိုးကိုလက်တက်ဘဝမှာဘယ်လိုတွေးနိုင်မလဲဥပမာအနေနဲ့ professional tennis ကစားသမားတယောက်ကိုမြင်ရောင်ကြည့်လိုက်ပါသူကအခုလက်တင်ယုံသွားတဲ့အမတ်တမတ်တို့လုံးဝကိုအချိန်ဖြုံးပြီးညမျောတတ်သော film တွေကိုသူတို့ရဲ့အာယုံတစ်ခုလုံးကရှေ့ကိုလာမဲ့နောက်ဘောလုံးတစ်လုံးနဲ့ပုံမှာပဲရှိနေတာပါဒါကြောင့်နောက်ဆုံးအနေနဲ့ကျွန်တော်တို့အားလုံးကိုကိုကိုပြန်မဲကြည့်ရမယ်မိခုံးကတော့ ကိုဟာလွေးချော်ထွားခဲ့တဲ့ဘောလုံးကိုပဲချိပြီးနောင်တရည်နေတဲ့သူလားဒါမှမဟုတ်ရှစ်ဆက်လာမဲ့ဘောလုံးကိုအမိအားဖမ်းယူဖို့အသင့်ပြနေတဲ့သူလားအဲ့ရဖြေကပဲကိုရဲ့ဘဝကိုဘယ်လိုရှစ်ဆက်မလဲဆိုတာကိုဆုံးဖြတ်ပေးတော့မှာပါဟုတ်